2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနီတိုလိုတရုတ်ဆောင်ထားတဲ့ဇလန်တိုထုတ်လွှင့်ပြီးတဲ့နောက်မှာဝေဖန်မှုတွေများစွာပေါ်ထွက်ခဲ့ပါတယ်။ Director Mighty အပါ၃ဦးကိုဖမ်းဆီးပြီးနောက်တရုတ်ဆောင်ဖွေးဖွေးနဲ့အလင်းရောင်တို့ကိုခေါ်ယူစစ်ဆေးခဲ့တဲ့ဆိုပြီးတည်င်းကြီးထွက်ပေါ်ခဲ့ပါသေးတယ်။အခုဆိုရင်တော့ CDM လို့ပါလို့ပြောခဲ့ကြတဲ့နာမည်ကြီးတရုတ်ဆောင် PD ဦးအိန္ဒရာကျော်စင်ဖွေးဖွေးအလင်းရောင်တို့အပြင်တရုတ်ဆောင်များအစိုးရများစွာကိုရွေးကောက်ပွဲအတိပေးခြင်းညာများနဲ့အတူလူဆောင်တက်ဆောင်နီနီပြန်တွေ့ကြရပါ။အာနာနဲ့ချင်းချောက်တယ်လို့ဝေဖန်တန်ဒီထွက်ပေါ်နေပြီးမြဲအချင်းချင်းအမုန်းစကားပြောအချင်းချင်းတက်ဖြတ်ခိုင်းတာထက်စာရင်ဒီ ီလိုတွေ့ရတော့လဲတော်ပါသေးတယ်လို့ပြောဆိုကြပါတယ်။တပတ်ကလည်းဘောမတလန် BC လို့ရမယ်လို့ပြောကြပါတယ်။တချို့ကတော့ဒီလောက်နဲ့မကျင်းတော့ဘူးသူတို့ကြောင့်ဘဝပြတ်သွားတဲ့ပြည်သူတွေအထွတ်တောင်းပန်မတောင်းပန်ရင်လည်းညီတိုးတို့လိုဇလန်းပုံစံရိုက်လို့ဆိုကြပါတယ်။အမြဲတမ်းအဖွဲ့ကွဲနေတဲ့ပြည်မြမာရဲ့ထုံစံအတိုင်းအသက်မျိုးစုံကြားနေရပါရောတယ်ရှင်။2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပပါမယ်ဖြစ်ပါတယ် ရွေးကောက်ပွဲမှာသည်ပုံမကောင်းမွန်သောအနာဂတ်စီတို့ဒီမိုကရေစီပန်းနိုင်စီမဲပေးခြင်းဖြစ်တို့လမ်းချီတိုင်းပြည်သားရာဝါပြောရေးနိုင်ငံသားတိုင်းမဲပေးပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အိုးဆောင်နိုင်သူရွေးချယ်သူပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနှစ်သာပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်